အချိန်ပေးပြီးတော့မာကြီးတို့သွားရှင်းပြရတယ်အဲရှင်းပြရမာကြီးကျွန်တော်ရုပ်ရှင်ကားတစ်ခါရိုက်မယ်ဘယ်သူရိုက်မှာလဲကျွန်တော်ရိုက်မှာဟောအင်းတော့ဒါပဲရှိမှာပေါ့နော်ဒါပေမဲ့အိမ်ကိုရောက်သွားတဲ့အချိန်မှာကျွန်တော်ကမာကြီးဘာလုပ်ချင်လဲကျွန်တော်မာကြီးကိုကျွန်တော်ဘယ်လိုလေးရိုက်ပေးချင်လဲကျွန်တော်ပရောင်းဇာကားရိုက်တဲ့ကားဖြစ်တယ်ကျွန်တော်ယုံကြည်ပေးပါကျွန်တော်ဒီကားကိုကျွန်တော်ရိုက်ခွင့်ပြုပါဆိုတဲ့ဟာမျိုးကျွန်တော်ကသူတို့ပြောရတာပေါ့နော်ပြောတဲ့အချိန်မှာတော့သူတို့ကဆန်လန်းဖတ်ကြည့်တယ်ဖတ်ကြည့်ပြီးတော့မှသူတို့ကဒီကားလေးကိုရပြီဒါဆိုရင်မာကြီးလက်ခံတယ် ဟိုကိုသူလူဆန်နဲ့ကျွန်တော်နဲ့ကြတော့စရညီကိုလူနေခဲ့တာညီကိုလူနေခဲ့တော့ဟိုသူကအများနဲ့ကျွန်တော်လက်တွဲခေါ်ပြီးခဲ့ခဲ့တယ်ပေါ့ခေါ်ခဲ့တော့ဆိုတော့ကျွန်တော် သူ့ကိုရွေးချယ်လိုက်တော့နော်သူနဲ့ကလည်းအဲ့ချိန်ကသူကစပိန်အဆက်အရှည်ကြီးပဲအဲသူကုညှက်လိုက်တာပေါ့အဲ့စပိန်အဆက်အရှည်ကြီးနဲ့သူအဲ့စပိန်အဆက်တင်နဲ့ကျွန်တော်ရအောင်ဒါလေးကတော့ဘန်ကင်းနေရပြို့တော့ပါ ပန်းကင်းကြီးတကွခင်းထဲမှာပန်းလေးတပွင့်ဟောအဲ့ပန်းကင်းကြီးကိုကြောင့်ဒီပန်းကင်းကြီးပြန်ဖြစ်လာတယ်ဒီပန်းကင်းကြီးကကိုကမွေးပွားလာတယ်သို့ပေမဲ့ကိုကနောက်ပွင့်လာမဲ့ပန်းလေးတွေအတွက်မျိုးစစ်တစ်ခုနဲ့ကြံမဲ့ဆိုတော့အဲပေါ့နော်ဟိုအီရှင်းရှိတဲ့ပေါ့နော်ဟိုစေတနာရှိတဲ့သက်စာရှိတဲ့လူတယောက်အနေနဲ့အဲ့ဒါကိုကျွန်တော်ပုံပေါ်ထားတာပေါ့နော်စိတ်စိတ်ခံစားချက်ကတော့ ဟိုအမှုပြန်သမားလေးဖြစ်တယ်ပေါ့နော်ပြန်သမားဖြစ်တော့ကိုကိုတိုင်းလေးဒီဇကားကိုပြန်လေပြီးတော့မုန်းမှန်ရတာဆိုတော့တော်တော်လေးကိုပင်မမ်းပါလေပင်မမ်းပါလေဒီမှာကျွန်တော်တို့စစ်စေးရုပ်နေပါလေအဲ့လိုရိုက်နေရင်းနဲ့လို့တက်လိုက်ရတာမျိုးလေးရှိတယ်ပေါ့အဲ့ဒါကြတော့ဟို stress များတော့ stress များတော့လည်းရှိတယ် အော်ဟိုပေါ့နော်ကျွန်တော်တို့ဟိုစောစောကကျွန်တော်ပြောခဲ့သလိုပဲအရန်နာမည်ကြီးတဲ့ဘင်းသားထဲမှာကျွန်တော်တို့ကမပါခဲ့ဘူးပေါ့နော်မပါတော့ဒီအိုက်တာကြီးတွေနဲ့ကျွန်တော်တို့ကပြန်လဲပြီးတော့ပြောင်းလဲတယောက်ဟိုပြောဖို့ဆိုတာလည်း ိုကိုနိုင်ရလဲတကယ်ပိုင်ပိုင်နိုင်နိုင်လေးဟိုနောက်ကြောင့်နောက်ပြီးတော့ကျွန်တော်ဒါရိုက်တောက်တယ်ဆိုတော့ကျွန်တော်ဒီဇက်လန်ကိုကျွန်တော်ရေးတာဆိုတော့လေရေးတဲ့သူဖြစ်တဲ့အတွက်ကြောင့်လဲဟိုကိုကိုနိုင်ပိုင်ပိုင်နိုင်နိုင်လေးပြောနိုင်တာပေါ့နော်ဟိုတော့အိုက်ဒါအီးတွေဆိုတော့ကျွန်တော်ပြောသလိုပဲဟိုပတ်စံရှိရှိရောပေါ့ပေးတိုင်းနဲ့ရိုက်တဲ့လူမျိုးတွေမဟုတ်ဘူးသူတို့ကဒီကားပေါ်မှာသူတို့ဘလော့အိုက်တင်လောက်ရလဲဆိုတဲ့ပုံမှာပဲမူတည်တာနောက်ပြီးတော့တာသေးရိုက်တဲ့ကားကိုသူတို့ဘလော့အိုက်တင်လောက်ရမလဲ အမြင်နဲ့သူတို့စဉ်းစားမှာပေါ့နော်ကျွန်တော်ကကြတော့ကျွန်တော်ဘယ်လောက်ထိလုံနိုင်နေဆိုတာကျွန်တော်သူတို့ပြောပြပြီးတော့မှကျွန်တော်သူတို့ကူညီတောင်းခဲ့တာ။အော်ပြောအချိန်ပေးပြီးတော့မအီတို့သွားရှင်းပြရတယ်။အဲရှင်းပြရမအီကျွန်တော်ရုပ်ရှင်ကားတကားရိုက်မယ်။ဘယ်သူရိုက်မှာလဲကျွန်တော်ရိုက်မှာ။အော်အင်းတော့ဒါပဲရှိမှာပေါ့နော်။ဒါပေမဲ့အိမ်ကိုရောက်သွားတဲ့အချိန်မှာကျွန်တော်ကမအီဘာလုပ်ချင်လဲကျွန်တော် ဘာယူကျွန်တော်ဘယ်လိုလေးရိုက်ပေးချင်လဲကျွန်တော်ပရောင်းဇက်ကရိုက်တဲ့ကားဖြစ်တယ်ကျွန်တော်ယုံကြည်ပေးပါကျွန်တော်ဒီကားကိုကျွန်တော်ရိုက်ခွင့်ပြုပါဆိုတဲ့ဟာမျိုးကျွန်တော်ကသူတို့ပြောရတာပေါ့နော်ပြောတဲ့ချိန်မှာတော့သူတို့ကဆန်လန်းဖတ်ကြည့်တယ်ဖတ်ကြည့်ပြီးတော့မှသူတို့ကဒီကားလေးကိုရပြီဒါဆိုရင်မကြီးလက်ခံဟိုကိုသူလူဆန်နဲ့ကျွန်တော်နဲ့ကြတော့စတဲ့ညီကိုလိုနေခဲ့တာညီကိုလိုနေခဲ့တော့ဟိုသူကအမြဲတမ်းကျွန်တော်လက်တွဲခေါ်ခဲ့ခဲ့တယ်ပေါ့ခေါ်ခဲ့တော့ဆိုတော့ကျွန်တော်သူ့ကိုရွေးချယ်လိုက်တာပေါ့နော်သူနဲ့ကလည်းအဲ့ချိန်ကသူကသပိန်အဆက်အရှည်ကြီးပဲ အဲသူအခုညှက်လိုက်တာပေါ့အဲဆိုရင်ဆက်ရှည်ကြီးနဲ့သူအဲဆိုရင်အဆက်တင်နဲ့ကျွန်တော်ရအောင်တကယ်ကျွန်တော်မို့စီနီယာပေါ့နော်ကျွန်တော်တို့ကကိုကကြီးတယ်စီနီယာပဲကျွန်တော်လက်တွဲကျွန်တော်လက်တွဲခေါ်ရဲချိန်မှာသူကတော်တော်နာမည်အောင်မြင်နေတယ်ကျွန်တော်လက်တွဲခေါ်နေတာပေါ့နော်သူအဲ့လိုပြန်ဖြစ်စေချင်တာကကျွန်တော်ဝမ်းသာတယ်ဘာကြောင့်ဝမ်းသာတာလဲဆိုတော့အကူကအဲ့လိုအပြင်မှာလည်းစီးပွားရေးပိုင်းကအဲ့လိုမျိုးသူသူအဲ့လိုဝါသနာလည်းမပေါဘူးမလို့ရှင်ဘူးပေါ့နော်အဲ့ကျွန်တော်တို့ဆိုရင်အခုဆိုရင် ကားကားလေးတွေဆိုကျွန်တော်ကားဒီဗိုင်းတန်တိုင်းလေးတွေကျွန်တော်ကားရောင်းဝယ်လေးလုပ်တော့ဘယ်လိုလဲသူကျွန်တော်ကိုကြည့်တော့ဟာမင်းမင်းကငါ့စီမှာနေကြရပဲလေအဲ့လိုသူကလေအဲ့လိုကျွန်တော်ကစီးပွားရေးလိုမျိုးလှုပ်ရှင်နေဝါသနာပါတယ်အဲ့လိုမျိုးပင်တော့ပင်မှန်းတာပေါ့နော်လောကကြီးမှာအဲ့လိုအင်တော်ဦးစီးတယောက်ဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့စီးပွားမရှာနိုင်လို့တော့မရဘူးအဲ့ဒီကြောင့်ကျွန်တော်တော့အငယ်လေးတွေကလည်းဝါသနာပါတယ်စီးပွားရှာတယ်အောင်လေးလည်းတော်တော်ညှိရတယ်ဗျာမြန်နေပြောရင်ညီလေးတွေကလေ သူတို့လည်းညှိရတာပေါ့ရှင်းမြတ်တို့လည်းညှိရတယ်ကျွန်တော်ဒီနေရာကိုရိုက်ဖို့အတွက်ကိုကျန်တဲ့မင်းသားမင်းသမီးလေးတွေကိုလည်းကျွန်တော်စူးစမ်းပြီးတော့ကျွန်တော်လုပ်ခဲ့တယ်ပေါ့နော်စူးစမ်းခဲ့ရတယ်ဒါပေမဲ့အကြောင်းတရားကြောင့်အကြောင်းတရားတော့သူတို့နဲ့ဖြစ်သွားတာပေါ့နော်ဟိုညှိဖို့နိုင်ဖို့ဆိုတာလေဟိုကျွန်တော်ကျွန်တော်ပြောသလိုပေါ့နော်ကျွန်တော်ကနာမည်ကြီးရဲ့ဒရိုက်တာတယောက်ဟိုမဟုတ်သေးဘူးပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့စောစောကပြောသလိုနာမည်ကြီးတဲ့မင်းသားတယောက်လည်းမဖြစ်ဥပမာကိုမင်းဦးပေါ့ကိုမင်းဦးဒရိုက်တာလုပ်နေတယ် ကိုလူမင်းဒိုင်တာလုံးနေပြီဒါဆိုရင်ကိုလူမင်းကအိမ်ကရိုက်ချင်တယ်ကွာဆိုသေးကြတယ်ရေုံကြီးနဲ့ရိုက်ကြပါလိကျွန်တော်အခုမှလည်းဇာကရိုက်မယ်နောက်ပြီးတော့အဲဒိုင်တာလည်းအခုမှအသက်လုံးမယ်ဆိုတော့ကျွန်တော်တို့ရောလည်းမျိုးမလိုတော့မလိုဘူးပေါ့ဗျာပြောရရင်တော့ဒါပေမဲ့လူတိုင်းကတော့သူ့သူ့ရဲ့ခံစားချက်နဲ့သူရှိနေကြတာပေါ့နော်ကျွန်တော်ကတော့ကျွန်တော်အာရိုက်ချင်တဲ့ဇလန်းကိုကျွန်တော်ကိုယ်ပိုင်ဖန်တီးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်စိတ်ကျေနပ်ပြီးတော့ရှိပါတယ်ရန်ကောင်းတာပေါ့ရန်ကောင်းတာပေါ့ကျွန်တော်တို့ခက်ကတော့ဗီဒီယိုခက်ပေါ့ဗျာဗီဒီယိုခက်ပေါ့ မြို့ခေဆိုတော့အနေရဲ့ကိုယ်စလဲတွေနဲ့ဇကာရကာပြပြီဆိုလို့ရှိရင်ရင်ခုန်နေရတာလေရုပ်ရှင်ကားကြီးဆိုတော့မျောမှန်းရဲ့နောက်ပြီးတော့ကျွန်တော်တို့ခက်မှာဟိုဗီဒီယိုကားကိုအရန်အောင်မြင်မှာရုပ်ရှင်ကားကြီးရက်ခွင်ရသူအဆင့်ကြီးရှိတယ်ဗျဖက်ဆန်ရှိတိုင်းလည်းမရဘူးတိရတော့ဒါရိုက်တာကြီးတွေလည်းဟိုအရန်ဩစာရှိကင်မရာမင်းတွေလည်းအရန်ဩစာရှိခက်ကလေအဲ့ခက်မှာကျွန်တော်တို့ကျွန်တော်တို့ဒီပြောရမယ်ဆိုရင် ဟိုအခုအခုခက်နေတယ်မတူဒါကဘာပါလဲဆိုတော့ကျွန်တော်တို့ခက်မှာမီဒီယာမရှိဘူး။အော် social platform မရှိဘူး။မရှိတဲ့အတွက်ကြောင့်ဘယ်သူက platform လုပ်သွားတာလဲဆိုတော့စက်ဖွဲ့တွေရပဲ platform လုပ်သွားတာ။ဟာဦးကားလေးမှာကွာသူဆိုတော့အရင်ကောင်းတာဆိုတော့သူကဘသူစီရောက်သွားလဲဆိုတော့ manager တွေရောက်သွားတယ်။ manager ကနေပြီးတော့တက် driver တွေရောက်သွားတယ်။ rider တွေကနေတစ်ဆင့် producer တွေရောက်သွားအဲ့လိုရောက်သွားတာ။ဒါကြောင့်အစင်းတစင်းတက်ဖို့ဆိုတာကကျွန်တော်တို့ခက်ကတော်တော်မလွယ်ဘူး။အဲကြောင့်အခုခက်မှကြတော့လွယ်ကူသွားပြီ။လွယ်ကူသွားပြီ လွယ်ကူသွားပြီနောက်ပြီးတော့တကယ်အီရှင်းရှိတဲ့တော့ဟိုဒရိုက်တာကြီးလည်းပေါ်လာတယ်ပေါ့နော်အရန်ဝမ်းသာတယ်အဲနောက်တစ်ခုကဒီထက်မကပေါ့နော်ဟိုအောင်မြင်အောင်ဒီထက်မကပရိသတ်ကြိုက်အောင်ဒီမကဟိုကျွန်တော်လည်းဟိုလိုပေါ့ဗျာပြောရမယ်ဆိုရင်တော့ပတ်စံရှာတာလဲရှာပေါ့နော်ဒါပေမဲ့ဟိုပရိသတ်ကိုအဲအသိပညာရတဲ့ဇာကားမျိုးလေးတွေလည်းရိုက်စစ်ချက်ဒါကြောင့်ကျွန်တော်ကဒီကားလေးကိုဒီပညာပေးတဲ့ဇာလန်းလို့ဆိုရိုက်လိုက်တာ ကျန်တယ်ကျွန်တော်ကျွန်တော်ရွေးတာမဟုတ်ကျွန်တော်ဒီကားကသူတို့ဟိုကျွန်တော်တို့ဟိုပေါ့နော်ရုပ်ပိုင်းရှင်တွေကျွန်တော်တို့ကျွန်တော်တို့ရှိရကားပဲကားမှာပြီးပဲရက်မှာပြီးမယ်ပေါ့အဲနောက်ကကားပဲရက်မှာပြီးတယ်ဆိုတော့ကျွန်တော်သွားကြတာပေါ့ထပ်တူသွားကြတာကျွန်တော်ယူရချင်တော့ဟုတ်ပြီအဲဟုတ်ကဲ့တိုက်ဆိုင်မှုရှိသွားတော့ပေါ့နော်ဟုတ်ဩဒီဇလန်ကြီးကကျွန်တော်ကိုကိုယ်တိုင်ရေးတဲ့ဇလန်လေးပေါ့နော်ဇန်ညုံကတော့ကျွန်တော်ညီလေးညီမလေးတွေရေးတာဟိုမင်းတစ်ခက်နဲ့ခက်ပြုတ်ပြုတ်နေသူတို့ ဆိုင်ဆရာဆိုင်ဆရာဆိုင်ဆရာမှရေးတဲ့ကားလေးပေါ့ကျွန်တော်ကားလေးကအဲမေတ္တာပွဲအဲဇာကားလေးဖြစ်ပါတယ်ပြီးတော့တကယ်ဖြစ်မှန်လေးကိုကျွန်တော်ရိုက်ထားတဲ့ကားလေးဖြစ်ပါတယ်အော်ဒီကားလေးကိုကြည့်တဲ့အဖြစ်အဲကျွန်တော်တို့စိတ်ကြည်နူးစရာလေးတွေပျော်ရွှင်စရာလေးတွေတော့အားလေးတွေရပါမယ်ပြီးတော့မှ ဖောင်တော်ဦးဖျားဆိုရင်တကယ်ရောက်သွားတယ်လို့ခံစားရတယ်ကျွန်တော်တို့ဟိုမှတ်တရပဲအဲ့နေရာဖောင်တော်ဦးဖျားတွားရိုက်တဲ့မှာလေဖောင်တော်ဦးဖျားပွဲနေဖြစ်နေတာပေါ့နော်ဆိုတော့အဲ့လိုတကယ် အဖြစ်မှန်လေးတွေရခဲ့တဲ့အတွက်ကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်။အဲတိုက်တိုက်ဆံမှုတွေလည်းအများကြီးရှိခဲ့တာပေါ့နော်။အဲ့တော့ကိုလည်းကျွန်တော်ဒီဇက်ကလေးအပေးပါဦးနော်။